တနင်္လာနေ့ဘွေသူအလုံးမင်္ဂလာပါ2025ဒီဇင်ဘာလ10ရက်နေ့နေ့14ရက်နေ့အတွင်းမှာရှင်ပြိုင်မှုမှာမြောင်မြင်မဲ့ဘဝတိုးတက်မဲ့မူလကံနေထာနေပုံမြင့်တဲ့ကံချင်းတွေကိုရောက်ရှိပြီးတော့လိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းဝေကြီးကိစ္စလုပ်ငန်းကိစ္စဆောင်ရွက်မှောင်မြင်ခြင်းတွေရှိရှင်ပြိုင်မှုတွေမှာအောင်မြင်မဲ့ငွေကုန်ကြေးကြများမဲ့ကုတ်ကိစ္စမျိုးပဲအခြားသူတစ်ပါးကိစ္စတွေနဲ့ အချိန်ကုန်စိတ်ပန်းငွေကုန်လူပန်းဖြစ်နိုင်တဲ့အနေအထားတစ်ခုရှိနေတယ်ချက်ချင်းဆုံးပြတ်ပြီးလောကန်တဲ့ကိစ္စတွေကအဆင်ပြေမယ်ကိုလှုပ်ချင်ခြင်းမလှုပ်ချင်ခြင်းဒီအချိန်မှာလောရမယ့်ကိစ္စလောကလောရမယ်ဆိုတဲ့သဘာဝတစ်ခုလွှမ်းမိုးနေတယ်ဒီနေ့မှာထူးခြားတဲ့ကံပြောင်းလဲတဲ့တွတ်တက်မှုတွေကိုဖန်တီးလို့ရတယ်ကိုယ့်ရည်မှာစေတနာဝေဒနာဖြစ်တတ်တယ်ရောင်းမဝင်မှဖြစ်တတ်တယ်သတိထားဆယ်ရည်မှာထူးကောင်းတဲ့ကံတွတ်တက်တဲ့ကံတွေပေါ်ပေါက်ပြီးတော့ အလိုပြည့်စုံခြင်းကံကောင်းခြင်းတွေရှိတယ်။စတ္တရနေ့မှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုကံပွဲ့မယ်။စနေနေ့မှာဝေကြီးကံကောင်းခြင်းအခီးကံကောင်းခြင်းအပြောင်းလဲနဲ့တိုးတက်ခြင်းတွေကြုံမယ်။ဆက်သောရနေ့ကတော့မိမိလိုရာဆန္ဒပြည့်စုံခြင်းနဲ့ဘဝရည်ရွယ်ချက်အောင်မြင်ခြင်းတွေနှစ်သာရရှိတယ်။ဆယ်လေးရနေ့မှာတော့ငွေကြေးကလုပ်ငန်းကံဘဝကံစီးပွားလုံးစုံကောင်းသောနေထိုင်နဲ့လိုရာပြည့်စုံခြင်းကံကြမ္မာရဲ့နှစ်သာရရရှိမယ်။ တပတ်တာအတွင်းတနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောင်ရှင်လေးတွေရှိတတ်တယ်တလေးကိုကနန်းနေချိုးပေးတယ်အဖြူရောင်မီးခွန်းရောင်နုနေရောင်တို့ကိုဝတ်ပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါစပယ်ပန်းဖျားလူလိုရာဆူတောင်းမှာဆူတောင်းပြေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်